ကျမတို့လက်ဖက်မှာတင်ကေတာ၅မျိုးရှိပါတယ်ရှင်။အဲဒီတင်ကေတာ၅မျိုးอ่ะဆိုလို့ရှင်တော့ငင်းချဲရေးတင်ကေတာ၊ရင်ကျဲမှုတင်ကေတာ၊ရိုးရဓလေတင်ကေတာ၊အဲနောက်အဲဝတ်ကျေပွန်ခြင်းတင်ကေတာ၊ရေရှည်တည်တံ့ခံရခြင်းတင်ကေတာဆိုပြီးတော့တင်ကေတာ၅မျိုးဟာကျမတို့ရဲ့နေ့စဉ်လူမှုဘဝထဲမှာရှိနေပါတယ်။ တယိုးပေါ့နော်ဂလဖက်တယိုးဆိုတာဘာကိုခေါ်ပါလဲဆိုလို့ရှင်အဲလက်မနဲ့လက်ညိုးပေါ့နော်လက်မနဲ့လက်ညိုးတညှက်စာလေးပေါ့လက်ဖက်တုတ်ကလေးကိုလက်တယိုးလို့အသုံးပြုပြီးတော့ကျွန်တော်တွေကဒီလက်ဖက်ခွန်းချင်းကိုလက်တယိုးလက်ဖက်တယိုးခွန်းနဲ့ဆိုပြီးတော့မှကျွန်တော်တို့လည်းဒီဒေတာတွေမှာအသုံးပြုကြပါတယ်ရှင်ဟာယောဒီမှာ MS Mail Remover နန်ဆိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့ ကျွန်မကတော့နေချင်းမြတ်ွန်းဖြစ်ပါတယ်မြန်မာနိုင်ငံလက်ဖက်အသင်းရဲ့ဖက်ယဉ်ကျေးမှုထိန်းသိမ်းရေးနဲ့အဲတမုံမြင့်ထုတ်ကုံများထုတ်လုပ်ရေးရဲ့ကော်မတီရဲ့အကြံပေးဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ရှင်အဲကျွန်တော်တို့ဒီနေ့အကန့်အနမှာကတော့အဲကျွန်တော်တို့လက်ဖက်မြန်မာနိုင်ငံလက်ဖက်အသင်းကနေပြီးတော့မာခန္ဓာကြီးတုံးခုနဲ့ဝင်ပြီးတော့ဆွေးနွေးရတယ်ပေါ့နော်တခါကျတော့မြန်မာနိုင်ငံလက်ဖက်လက်ဖက်နဲ့ပတ်သက်ပြီးတော့ဒီသမိုင်းနဲ့စတင်ပြီးတော့မှအစတင်ပေါ်ပေါက်လာခဲ့ပုံရယ်အဲနောက်ပြီးတော့ဒီလက်ဖက်ကိုအဲဒီအဲဒီ အာဟာရတန်ဖိုးတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာဈေးဝက်ထိုးဖောက်ဖို့အတွက်ကောပေါ့နော်ဒီ healthy နဲ့ hygiene နဲ့ပတ်သက်တဲ့ concept လေးရဲ့နောက်ဆုံးတစ်ခုအနေနဲ့ဆိုရင်တော့ကျမတို့ဒီလက်ဖက်ရဲ့ထုတ်လုပ်မှုအစဉ်အဆက်ပေါ့နော်ဒီလူနေတဲ့နေ့စဉ်ဘဝမှာဘယ်လိုလက်ဖက်နဲ့ပတ်သက်ပြီးတော့မှဒီရင်ကျေးမှုတွေကဘယ်လောက်ထိစီးဆင်းနေရဲဆိုတဲ့အရာတွေကိုခဏလေးသုံးခုနဲ့ခွဲပြီးဆွေးနွေးမှဖြစ်ပါရရှင်အဲကျမတို့ဒီမြန်မာတလေတချို့မှလည်းရှိပါတယ်ကျမတို့ဒီဓနုပေါ့နော်ဓနုတိုင်းရင်းသားတွေဆိုလို့ရှိရင်အဲဒီမင်္ဂလာအခမ်းအနားပေါ့နော်ဒီနှစ်ဖက်မိဘတွေနဲ့တွေ့ဆုံပြီးမ င်္ဂလာအခမ်းအနားပြုလုပ်တဲ့အခါမှာရရရလူကြီးတွေကိုအတိတ်တသေးထားပြီးတော့မှဒီတတိုးသားတတိုးသမီးဟာဆိုလို့ရှိရင်အဲဒီလက်ဖက်တရိုးခွန်ပြီးတော့ပေါ့နော်လက်ဖက်ကိုအတိတ်တသေးထားကဒီမင်္ဂလာဟာအထမြောက်ကြောင်းဆိုပြီးတော့မှကျမတို့ဒီလိုအခမ်းအနားလေးတွေမှာအာကျမတို့ဒီလက်ဖက်တရိုးနဲ့ကျမတို့အခမ်းအနားလေးမှာအသုံးပြုကြပါရရှင်ဟုတ်အဲလက်ဖက်တရိုးပေါ့နော်လက်ဖက်တရိုးဆိုတာဘာကိုခေါ်ပါလဲဆိုလို့ရှိရင်အဲလက်မနဲ့လက်ညိုးပေါ့နော်လက်မနဲ့လက်ညိုးတညှက်စာလေးပေါ့လက်ဖက်တုတ်ကလေးကိုလက်တရိုးလို့အသုံးပြုပြီးတော့ကျမတို့တွေကဒီလက်ဖက် က်ခွန်ဂျင်းကိုလက်တရိုးလက်ဖက်တရိုးခွန်နဲ့ဆိုပြီးတော့မှကျမတို့လည်းဒီဒေတာတွေမှာအသုံးပြုကြပါရရှင်ဟုတ်နောက်တစ်ခါမြန်မာတလိရိုးရာတွေမှာဆိုလို့ရှိရင်ဒီမင်္ဂလာဆောင်ခမ်းနားမှမဟုတ်ပါဘူးအလှပွဲအခြားသောဘာသာရေးပွဲတွေအဒီတာရင်းနိုင်တွေအကုန်လုံးမှာဒီကာလသားပေါ့နော်ဒီပွဲအတွက်ကိုပွဲကူဖို့အတွက်ကိုအမျိုးသားကာလသားတွေကိုဖိတ်တယ်ဆိုရင်လည်းကျမတို့ကဖက်တန်စေးဘောလိတ်လေးနဲ့ဒီပေါ့ဟိုဒီလူကူဖို့အတွက်ပေါ့နော်ကျမတို့ကဖိတ်တယ်အမျိုးသမီးတွေဆိုလို့ရှိရင်လည်းလက်ဖက်ထုတ်ကလေးပြင်ပြီးတော့မှပွဲကူဖို့အတွက်ကိုကြာကျမတို့အ ဒီဒီနေ့ထိတိုင်အောင်မဲအဒီမြန်မာတလေးမှာလည်းဒီဟာလေးတွေကဒီနေ့ထိတိုင်အောင်အသုံးပြုနေဆဲဖြစ်ပါရှင့်အတကယ်ကတော့ကျမတို့ဒီရှင်းမြန်မာမင်းနေရနေဒီနေ့ထိပြောတော့ဒီနိုင်ငံတကာထိုးပေါက်တဲ့အချိန်တွေမှာကျမတို့ရဲ့နေစဉ်လူနေမှုဘဝတွေမှာဒီလက်ဖက်ယဉ်ကျေးမှုကကျမတို့အနီးနားမှာပဲနေစဉ်လွှမ်းခြုံထားပါတယ်အဒီမှာဆိုလို့ရှိရင်ကျမတို့လက်ဖက်မှာတင်ကေတာ၅မျိုးရှိပါတယ်ရှင့်အဒီတင်ကေတာ၅မျိုးဟာဆိုလို့ရှိရင်တော့ငင်းချဲရေးတင်ကေတာယဉ်ကျေးမှုတင်ကေတာရိုးရဒလေးတင်ကေတာအဲနောက်အဲဝတ်စေပြွန်ချင်းတင်ကေတာရေရှည်တည်တံ့ခံရခြင်းတင်ကေတာဆိုပြီးတော့တင်ကေတာ း၅မျိုးဟာကျမတို့ရဲ့နေ့စဉ်လူမှုဘဝထဲမှာရှိနေပါတယ်။ဆိုတော့ဒီငင်းချင်းချင်းသင်္ကေတမှာဆိုလို့ရှိရင်ကျမတို့လက်ဖက်စာလက်ဖက်အရင်ငါပေါ့နော်ရှေ့ဒီစစ်ပြတဲ့တိုင်းမိတစ်ခုနဲ့တစ်ခုနဲ့စစ်ပြငင်းတဲ့အခါမှာလက်ဖက်စာပြီးတော့စစ်ပြငင်းကြပါတယ်။အဲစစ်ပြစစ်ပြငင်းနေဖြစ်တဲ့အတွက်ကျမတို့ရဲ့ဒီလက်ဖက်စာခွဲရဆိုရင်ငင်းချင်းချင်းစာခွဲငင်းချင်းချင်းအရွက်ဆိုပြီးတော့မှကျမတို့ဒီစာပေတွေထဲမှာမှတ်သားထားပါတယ်ရှင်။နောက်တစ်ခါဒီတရားစီရင်ထုံးပေါ့နော်ဒီရှင်းမြန်မာမင်းတွေကဒီအမှုအခင်းတွေဖြစ်တဲ့အခါမှာဒီတရားကိုကြည်အေးချင်းကြည်အေးချင်းဆိုတာကို လည်းတရားစင်ငင်ဖြတ်ထုံးနေမှာလက်ဖက်စားခြင်းမှာပြင်းမြောက်တယ်ဆိုပြီးတော့လည်းကျမတို့ဒါအထောက်အထားများကလည်းကျမတို့သိရှိရပါတယ်အဲဒီလိုမျိုးငင်းချင်ရင်အပြင်ကိုကျမတို့တွေကလက်ဖက်မှာဆိုလို့ရှိရင်ဒီအခုနကတော့ကျမရှင်းပြသွားတဲ့ရိုးရဒလေတင်ဂီတာတွေရှိရယ်ယဉ်ကျေးမှုတင်ဂီတာတွေရှိရယ်အဲနောက်ပြီးပြောလို့ရှိရင်အဲဝတ်ကြည်တယ်ပေါ့ဒီမှာကျမတို့ကိုရိအိမ်ကိုဧည့်သည်လာတယ်ဆိုတဲ့အခါကျရင်လက်ဖက်တဲ့အိရင်းနှီးတက်ကြရလေးနဲ့အဲဝတ်ပြုတဲ့အခါကျလို့ရှိရင်ကျမတို့တွေကဒါအိမ်ရှင်ရဲ့အဲဝတ်ကြည်ပြမှုကိုပြရတဲ့အတွက်ကျမတို့ကအဲဝတ်ကြည်ပြပြုငါတယ်ဆိုတော့အဲဒါတင်ဂီတာလေးရတယ်ကျမတို့မှာရှိတယ်ပေါ့နော်နောက်တစ်ခုက ကြတော့ရေရှည်တည်တံ့ခံရခြင်းသင်္ကေတပေါ့နော်အဲကျမတို့ဒီအဲမြန်မာပြည်မှာရှိနေတဲ့ဒီအဲတိုင်းနိုင်ငံနဲ့ဒေသကြီးတွေမှာကပဲနေကိုယ်ကအုပ်ချုပ်ခွင့်ရ6ခုပေါ့နော်အဲကိုကန်းကိုကန်းဒနု ငါကပအိုးပလောင်ဝဆိုတဲ့ဒီတိုင်းရင်းသားလူမျိုးမျိုးနယ်ဆို6ခုမှာဆိုလို့ရှိရင်လေဒီလက်ဖက်ဆိုင်ပြိုးထုတ်လုပ်ခြင်းဟာကျမတို့ရဲ့ဒီလူနေမှုဘဝတွေမှာအဓိကကြားတဲ့အဲဟိုအသက်မွေးဝမ်းကြောင်းပြုရတဲ့စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ကျမတို့တွေကဒီအာလက်ဖက်ဒီစိုက်ပျိုးခြင်းဟိုဒီဒီပြီးလို့ရှိရင်ဒီတာမိုဒေတာတွေမှာလည်းနှစ်သက်တမ်းရချီထောင်ချီတဲ့အပင်ပေါ့နော်အဲအပင်တွေကလည်းကျမတို့အခုချိန်ဒီဒေတာတီတီမှာထိမ့်သိမ်းထားပါတယ်ဒီလက်ဖက်ပင်တွေနှစ်ပေါင်းရချီထောင်ချီထိုင်အောင်ကျမတို့တွေဒီ ဒီလက်ဖက်တွေကိုရင်ရှိတည်တံ့ခံမြင်နိုင်အောင်ထိမ့်သိမ်းထားခြင်းနဲ့အတူကမ္ဘာဒရမရင်ကျင်းမှုအမွေအနှစ်တစ်ခုမှလည်းလက်ဖက်စားသုံးခြင်းရင်ကျင်းမှုကိုပါဝင်ပြသခြင်းဖြင့်ကျမတို့ရဲ့ဒီလက်ဖက်စားပြိုးထုတ်လုပ်တဲ့မှုရောင်းချသူတွေရဲ့ sustainable life မှာကျမတို့ပုံမှန်ပါဝင်ဖို့အတွက်ကိုလည်းကျမတို့ဒီနေရာလေးကနေပြောပြချင်ပါတယ်ရှင်။